ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမဆမ်းမိုးပါဟုတ်ပြီအသက်36နှစ်ပါဆရာကြီးအေးအရွယ်ကောင်းလေးတွေမေးကြတယ်နော်ဟုတ်ကဲ့ပါဆရာကြီးလက်ဖက်ရည်ဆိုင်အလုပ်တဲ့ဟုတ်ပြီရွှေပြည်သားမှနေပါတယ်ဟုတ်ပြီညှော်ရှိပါပဲသမီးဟုတ်ကဲ့ဆရာကြီးအ ਨੇ ဆုံးအကြွေးစမှုစားတော့ကြောရမှာပဲဟုတ်ကဲ့ဆရာကြီးနော်ဟုတ်ပြီဆရာကြီးရှင်နဲ့လွန်ခဲ့တဲ့၄နှစ်လောက်ကတည်းသွေးအထက်ဆန်ပြီးတဲ့ပါဇက်နှာခေါင်းထဲကပါရှန်ပါတယ်တဲ့ တွေးရှံတာနော်ဟုတ်ပါဇာရနှခေါင်းနှခေါင်းဟုတ်လားနောက်ရကြရတဲ့ဆရာဝန်ပြဓမ္မန်ရိုက်တဲ့အခါမှာတဲ့အစုပ်လေးပြွန်ကျယ်တယ်လို့ပြောပါတယ်တဲ့ဟောအဲ့ဒါကြောင့်ဒါအဖြေကပေါ်နေပြီသားပဲဟုတ်ကဲ့ဆရာအဲ့တော့အစုပ်လေးပြွန်တယ်တဲ့ဆိုရင်ဆရာဒီညမှာအမှတ်တရပြောချင်ပါတယ်နော်ဟုတ်ကဲ့ဆရာတမိကြော်တာဒီမှန်မြစီကြော်မှန်မြအားလုံးရက်ပလာရက်လဲပါလို့ဟုတ်ကဲ့ဆရာဥမာအဖြစ်ဤကြွေးစုံစားဗျာကြော်မျိုးနောက်ကလေးစားတဲ့ငမုတ်ကြော်အာလူကြော်မျိုး အိမ်မှာကြက်ကြော်ငါးကြော်မျိုးသူကိုယ်တိုင်အလုပ်ကဘာလုပ်လဲကြော်ရတာဟုတ်ကြော်ရတယ်လို့နော်ဟုတ်ကဲ့ဆရာကြီးအေးဒါကတော့ကိုယ်လုပ်ငန်းဆိုလောက်အောင်ပါပဲဟုတ်ကဲ့ဆရာကြီးကြော်တဲ့အခါမှာသူလိုက်လာနိုင်ရင်တစ်မတ်စလီတက်ပေါ်သူမြေဟုတ်ကဲ့ဆရာကြီးနှာခေါင်းစီးဒီတက်နော်ဟုတ်ကဲ့ဆရာကြီးနောက်တစ်ခါအကြောင်းများညီညွတ်ကိုယ်နောက်မှာပေါ့ကိုယ်လုပ်တဲ့လူထိုင်နောက်မှာပင်္ဂါလေးတိတိတခုစီစဉ်နိုင်ရင်လေအခုပင်္ဂါလေးရှိပါတယ် ဟုတ်ကဲ့ဆရာအဲ့ဒီတက်ဒါတော့အဲ့ညွန်းနှမ်းတွေကိုနှကောင်းနဲ့ဝင်စရာအကြောင်းမရှိဘူးဟုတ်ကဲ့ပါဆရာအဲ့ညွန်းနှမ်းမိအမိများလို့ဖြစ်တဲ့ဝေဒနာပါဟုတ်ကဲ့ဆရာအဲ့ဥစ္စာအတွက်အကောင်းတာကတော့မေဇီလီရွက်ဂွေးတော့ရွက်ဟုတ်ကဲ့ပါဆရာတမားကြောင်းစာမရဘူးနော်ဟုတ်ကဲ့အဲ့ရွယ်လေးတွေကိုလက်ကင်မလေးတောက်မှာနွန်းသွားအောင်မချီနဲ့နော်အနှံလေးထွက်ုံလေးလုံးလိုက်တာပေါ့လုံးလိုက်ဟုတ်ကဲ့ဆရာလက်ကင်မတောင်းနေမှာချီထား ရှင်းသားပြီးညွန်နဲ့ရှူပြလိုက်ညွန်နဲ့ရှူပြလိုက်အဲ့ဒီနဲ့လေးရှူရှူပေး။ဘာနဲ့တူလဲဆိုတော့ရီချိုးတဲ့ခါကြီးတင်လိုက်စပြတိုက်လိုက်။နောက်တိုက်တဲ့ခါကြီးတင်လိုက်ရီချိုးစပြတိုက်လိုက်လုတ်ပြီးတကယ်သူ့ပေါ့နော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတန်ရှင်းသွားပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာခန္ဓာဆိုတာစောက်ရှောက်ရပါလေဟုတ်ကဲ့ပါဆရာကြီးတို့ကတော့ရေးထားတာတော့အများကြီးပေါ့နော်ဆရာကြီးပြောပါရပါဘူးလည်းမရှိပါဘူးတဲ့ အဲ့ဒါပါပဲဆရာကြီးဟုတ်ပြီကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစေဗျာ